TNN လေးဆုတ်ခွာတော့မယ်မိုးကုံမျိုးကိုပြည်သူ့ကာကွယ်တပ်မတော်ရဲ့တိုင်ရင်တပ်ဖွဲ့များအလုံးကဥပပေါင်းကာကွယ်မယ်လို့ကြေညာချက်များဇက်တိုက်ထုတ်ပြန်မန္တလေးတိုင်းရှိမိုးကုံမျိုးကို TNN လေးတပ်ဖွဲ့ကစစ်ကောင်စီထံကိုပြန်လည်ပေးအပ်မယ်လို့အတိပေးထားတော့လေမိုးကုံမျိုးကိုစစ်ကောင်စီလက်အောက်မကျရောက်စေရန်ပြည်သူ့ကာကွယ်တပ်မတော် PDF နဲ့မိဖက်တော်လှန်ရေးတပ်ဖွဲ့များအနေနဲ့ပူးပေါင်းကာကွယ်သွားမယ်လို့အတိအလင်းကြေညာချက်များထုတ်ပြန်လိုက်ပါတယ် မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မိုးကုတ်ပကဖမှာ TNL ဆုတ်ခွာမှုကြောင့်စိတ်မကျေနပ်မှုများရှိပေမဲ့မိုးကုတ်ပြည်သူနဲ့တော်လှန်ရေးဘော်များအတူတကွစစ်ကော်မရှင်ကိုပြန်လည်ခုခံကြမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အဖွဲ့အနေနဲ့တော်လှန်ရေးအောင်မြင်မှုကိုဆက်လက်ချီတက်ဖို့စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်ကိုမိုးကုတ်မြို့မကြစေဖို့စ조사သွားမယ်လို့တစ်စာပြုထားပါတယ်။ဒါအပြင်မြင်းကျန် Black Tiger MPT နဲ့ TI မြူဟာတပ်ဖွဲ့များပါဝင် မိဖက်တပ်ဖွဲ့များကလည်းမိုးကုတ်နဲ့တပိတ်ချင်းနဲ့မြေများတွင်ပူးပေါင်းစစ်ဆင်နေပြီးတော်လှန်ရေးနယ်မြေများကိုစစ်တပ်လက်အောက်ပြန်လည်မကြောက်ရောက်စေရန်တိုက်ပွဲဝင်သွားမယ်လို့ကြေညာခဲ့ကြပါတယ်ရှင်